တန်လင်းရေနံချက်ဆက်ယုံအပိုင်းတင့်မှတနှစ်လင်းရေနံစိမ့်တန်ချိန်9သိန်းချက်လုံးမြည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံတော်ရဲ့73စီလိုအပ်ချက်ကိုအတိုင်းသားတရက်အထိဖြည့်ဆည်းပေးနိုင်ဖို့အမှတ်တရရေနံချက်ဆက်ယုတ်တန်လှင်ကိုအတွင်တင့်နယ်လက်ပတ်ထုတ်လုပ်သွားမည်ဖြစ်ရာအမှတ်တရရေနံချက်ဆက်ယုတ်တန်လှင်စီမံခိန်းအပိုင်းတည်အဖြစ်တနည်းလှင်ရေနံစိမ့်တန်ချိန်9သိန်းချက်လုံနိုင်အောင်ဆောင်ရွက်သွားမယ်လို့သိရပါအထိစွန့်အင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်ကတာဝန်ရှိသူများနဲ့အတူယမန်နေ့ကအမှတ်တရရေနံချက်ဆက်ယုတ်တန်လှင်အဲ့ရိတ်သား၌ဆက်ယုတ်မှုနဲ့ ဲ့တာဝန်ရှိသူများအကျိုးသူပူပေါင်းဆောင်ရွက်လျက်ရှိတဲ့ကုမ္ပဏီမှတာဝန်ရှိသူများဒီပညာပိုင်းဆိုင်ရာ အကြံပေးအဖွဲ့တို့မှတာဝန်ရှိသူများနဲ့တွေ့ဆုံစဉ်အခုလိုပြောကြားခဲ့တာဖြစ်ပါသည် လက်ရှိမှာရေနံချက်စယုံစီမံကိန်းအပိုင်းတည်အဖြစ်တနှစ်လင်းရေနံစိမ့်တန်ချိန်9သိန်းချက်လုံနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီးစီမံကိန်းအပိုင်းနှစ်အဖြစ်တနှစ်လင်းရေနံစိမ့်တန်ချိန်3သိန်းချက်လုံနိုင်ထက်ရေနံချက်စယုံကိုလည်းဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ရေတိုးရေရှည်ရဲ့ CMM များအချမှတ်ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ် ရေနံစိမ့်ချက်လုံနိုင်ဖို့အတွက်ဆက်ယုံတည်ဆောင်မယ်မြင်းနေရမှာလက်ရှိပိုင်ဖောင်ဒေးရှင်းလုပ်ငန်းတွေစတင်နေပြီဖြစ်ပြီးဆက်ယုံအတွက်လိုအပ်တဲ့တဘာဝတန်ငွေများ ထိန်းချုပ်ဖြန့်ဖြူးပေးမယ်တဘာဝတန်ငွေထိန်းဖြန့်စခန်းတန်လှင်ရေနံစိမ့်နဲ့ရေနံထွက်ပစ္စည်းတွေတည်ယူမယ်ပိုင်လိုင်းတည်ဆောင်ခြင်းစာတာတွေကိုသတ်မှတ်အချိန်ကာလမှာပြည်စည်းနိုင်ရေးနဲ့သတ်မှတ်စမ်းချိန်စံညွှန်းများနဲ့အညီစနစ်တကျဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်ရှင်